မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဆိုမှာကျွန်တော်တို့နောက်ပြေးသက်တွေအတွက်မိတ်ဆက်ပေးပါလားမြန်မာရောအော်သူများတော့ရောဟုတ်ကဲ့ကျမတော့သကဝဒီလီမြစ်မှာဟုတ်ကျမ TV ခေဦးကာလာတော့ဟာဆိုလို့ရှင်သကဝညိတ်ဆိုပြီးတော့ပေါ့နော် Sony Motion TV လွှင့်ရနေပြီးတော့အဲ့ဒီကနေပြီးတော့ကျမကြောက်ရောင်းကဟိုစာပေါ့နော်အငိမ့်မင်းသမီးတယောက်ပေါ့ကြောက်ရောင်းအငိမ့်မင်းသမီးတယောက် အဲ့ဒီမဲ့လည်းကျွန်မကနေပြီးတော့ TV သွားရိုက်ပြီးကကျတော့ TV မှာနာမည်ရလာတော့ကျွန်မမန်လေးကနေပြီးတော့လာမင်းတရားညိတ်ရနေပြီးတော့ကျွန်မကိုခေါ်ခဲ့ခေါ်ခဲ့ကကျတော့အဲ့လာမင်းတရားအညိတ်ကိုကျွန်မရောက်လာတယ်ပေါ့ရောက်လာကကျတော့လာမင်းတရားအညိတ်နဲ့ဥကြောကြဥတာဒုနောက်ပြတော့ဥကြောကြဥတာဒုဥဘောစိန် ကိုအောင်ခိုင်အဲ့လူရှင်တော်လေးရောင်နေပေါ့နော်အဲ့နဲ့လာမဲတရားနဲ့တနစ်လှုပ်ပြီးတော့ကျမကတီဗီမှာနာမည်ကြီးခဲ့တော့ဆိုနီမိုးကျော်နဲ့နာမည်ကြီးတော့လေအဲ့တော့ကျမနေပြီးတော့ဆိုနီမိုးကျော်ကိုမန်းလေးခေါ်လိုက်တာကျမညာကြီးပိခေါ်ပြီးကျမစကောင်းကညိတ်ဆိုပြီးမန်းလေးမှာညိတ်ထောင်လိုက်အဲ့စကောင်းကညိတ်ကဘယ်လောက်ကြာလဲဘာဖြစ်လို့ထောင်ပြစ်သွားလဲအဲစကောင်းကညိတ်ဘာဖြစ်လို့ထောင်ပြစ်သွားလဲဆိုကိုအားပေးတဲ့ပြိတ္တပေါ့ပေါ့ ကောပေါ့နော်။နောက်ပြီးတော့ကျမအဖေတို့အမေတို့ရဲ့ဆန္ဒကကြတော့ပေါ့နော်။သကဝါဒေးလီမြင့်ဆိုပြီးတော့ကိုကိုပိုင်အငိမ့်လေးနဲ့သမီးကိုဖြစ်စေချင်တာ။အဲ့ဒါကြောင့်မို့ဖေရိုမီရောကလည်းသကဝါညိဆိုပြီးတော့ထောင်းလိုက်တာအဲ့တော့ကလည်းသကဝါညိဆိုပြီးတော့တီတီကလာလိုက်လာထားတော့နာမည်ကကျမဟိုတော်တော်ရတယ်အဲ့ဒါကြောင့်အကလေးကဘယ်လိုပင်လေးလာခဲ့တယ်လို့ပြောမလဲအဲ့ပြန်ပင်လေးလာခဲ့တာ ကျမဖေကပန်းနီယာဂျီလင်းတို့ဘာဥအောင်မောင်းတို့အဲ့လိုမျိုးဇက်ကြီးတွေထဲမှာပေါ့နော်ကျမဖေကပြက်ဆန်နေတာဟုတ်တဘာဝဥလေးမြင်းတဲ့ တဘာဝဦးလေးမြေပေါ့နော်ကျမအမေကကြတော့ဝနာကျော်ထွင်မင်္ဂလာဦးအောင်မောင်ရဲ့မွေးစားသမီး beauty saying နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျမတို့ကြတော့မျိုးဆက်30ဖြစ်သွားတာပေါ့နော်ကျမတို့ကြတော့ဒါအဘရဲ့သားသမီးတွေမိတွေဆိုလို့ရှိလို့ရှင်ဘာပြောပြောဟိုအခုချိန်မှာရှိတာဆိုလို့ကျမပဲအမှုပညာလုပ်တဲ့လူရှိတဲ့သဘောမျိုးပေါ့အခုလဲကျမရဲ့ ตาတွေသမီးတွေလည်းအမှုပညာလောက်ခိုင်းလောက်ခိုင်းထားတယ်။အခုဆက်ကဆက်ထောင်ထားတာ။အခုလည်းကနေတော့ဆက်ထောင်ထားတာဟုတ်တယ်။ပမာပမာကပြလေ။ဟိုတလုံးလုံးကကျမနေပြီးတော့သွားကတယ်။နေပြီးတော့ကပြီးတော့အခုကစားမုံဖိတ်လာပြေကိုตาစီ ရွှေရင်မျိုးဖះရမှာကတော့။အဲ့ဒါပြီးကကြတော့အတည့်ရနှစ်ရက်ကိုပျော်ဝင်ကတော့ ပွဲလေးတွေတော့ကနေရဆက်နေဆက်နေတာပဲနောက်ပြတော့ကျမအဖွဲစီကအဖွဲစီမပြတ်ဘူးပေါ့နော်ဘောင်းဆိုတော့ကျမအဖွဲထဲမှာလုတ်တဲ့လူမှန်သမီးရ16နှစ်အနည်း20အနည်း20ကျော်လူလေးရှိဒီဇက်ထဲမှာမဟုတ်ရင်ဒီပင်ဇက်ထဲကိုလိုက်မယ်ဆိုတဲ့လူတယောက်မှမရှိဘူးအော်အဲ့ဒါကြောင့်မို့ကျမမှာစိုင်းဒီဝိုင်းပြေဆုံးရှိတယ် ။နောက်ပြီးတော့အခုပေါ်တော့ကနေကြတဲ့အဆင်တပြေလေးတွေကကြတာပေါ့။အဲ့ဒါလည်းဟိုဟိုလူဖောင်းပြောဆိုတော့အဆင်ပြေအောင်လေးတွေကကြတာပေါ့။ organ ဆိုရင် one man ပေါ့နော်။တယောက်တည်းနဲ့ပဲပေါ့။နောက်ပြီးတော့နှစ်ပါးပြပြ stage show ပြပြ71ထိုးကကြတာပေါ့။မဟုတ်ကျမတို့ကစိုင်းရောတီးပိုင်းရောပါ။ မင်းသမီးလည်းအဆုံးလင်းလူရှင်တော်လည်းအဆုံးလင်းကျွန်မဇက်ကြီးကိုမပြတ်မစီးပဲနဲ့ဇက်ကြီးခွင်အတိုင်းလူဆုံးတက်ဆုံးနဲ့ကအခုတို့ကလူမြတ်တက်ဘယ်လောက်ရှိလဲလူမြတ်တက်ဆိုလို့ရှင် ကျွန်မပြောရမယ်ဆိုလို့ရှင်အသက်73နှစ်လောက်ကလေး73နှစ်လောက်ကလေးဟုတ်ကဲ့အလှဝဆန်လှဲတာတို့သိတယ်မလားအလှဝဆန်လှဲတယ်ဆိုလှဲတယ်ပေါ့ကားလေလှဲတယ်ပေါ့ကားအဲ့လိုမျိုးလိုက်ကအဲ့တော့မှလှဲပေါ့ကား အလူဝဆန်တက်လက်တစ်ခါအလူတလူဆိုလို့ရှိရင်90ပဲရ90 90 ဲ့အဲ့90လည်းအများကြီးတန်ချိန်ရှိရလေအဲအဲ့လိုမျိုးပေါ့ကျမအသက်73နှစ်ကပေါ့လို့အခု98နှစ်ရှိပြီဆိုတော့ကျမရဲ့သက်တမ်းက55နှစ်လောက်ရှိပြီဟုတ်တော့ပတ်တယ်ပြီးတော့သိကျင်တာလေဟုတ်တော့ကမဘူးအမပထမဆုံးဆိုပဲကြားဟုတ်ကဲ့ဟုတ်ကဲ့ဒါဘလို့ဘာမှနဲ့ဒီသာဆိုးလိုက်နဲ့ဘလို့ဒီပြီးတော့ဘလို့ဆိုသေးတာလေအဲ့ဒီသာဆိုးလိုက်လဲအာတကြတဲ့ချင်းပါဆိုဟုတ်တော့ကအလုံးပေါက်ပြီးတော့ဒီဒီချင်းမကြီးကတန်တန်လေးဟောရည်ဒီမ ားတယ်နော်ဟုတ်တယ်ဟုတ်တယ်ဘာမကဘလို့တော့ဆိုတော့ပေါ့နော်ဟိုဘာဘာကိုကျမတို့ကြောက်ပြောင်းကအဲ့တော့ကမန်လေးတိုင်းတိုင်းလုံး မြို့နယ်တွေအကုန်လုံးကနေပြီးတော့ပကန်းညောင်မြို့ပကန်းညောင်မြို့နယ်ပေါ့နပြေတော့ကြောက်ရောင်းမြို့နယ်ပေါ့ချောင်းကြောက်ရောင်းမြို့နယ်နမိတိလမြို့နယ်အဲ့ဒီကနေပြီးအလှပြရင်းနေလားကိုလာမယ်ဆိုခေါ်တာလေဟုတ်အဲ့မဲ့ခေါ်ကားကြကျမအဲ့တော့ state do อ่ะကျမအကြောင်းနေလို့ရှိပြီအဲ့တော့ကျောင်းကနေပြီးတော့ဟိုဘက်က12ယောက်ဒီဘက်က12ယောက် state 1 2ပေးရမယ်ဆိုတာကြတော့အဲ့ဒီမဲ့ကျမကအဲ့ အစတွေကကနေတယ်ဆိုဆိုအဲ့အဲ့ထဲပါတာပေါ့အဲ့ထဲပါပြီးကကြတော့အဲ့မဲ့တဲ့တချို့ကြောက်ရောင်းကမင်းသမီးငယ်လေးတွေလည်းပါတယ်အဲ့ဒီမဲ့တဲ့ဘဘကကျမတို့ကြောက်ရောင်းကနေပြီးတော့ကြမ်းတချင်းရေးဖို့ငားတာဩတကြမ်းတချင်းရေးဖို့ငားလို့ကြမ်းတချင်းတွေရေးရနေပြီးတော့ဒါလေးကရင်းကလို့တော့မကောင်းဘူးငါမှတချင်းရှိတယ်တယောက်သေးပဲကလို့ကောင်းတယ်အဲ့တော့တယောက်တည်းကဖို့ရအတွက်အဲ့တော့ကျမကတီဗီကလာပြီးနာမည်ကြီးနေပြီဟုတ်အဲ့ကကျတော့ ဒေးလီနီငါသမီးညီးဆိုလိုက်ဆိုပြီးတော့အားလေးကိုဆိုပြီးတော့တယောက်ထဲပေါ့နော်အဲ့ဒါကတော့ပြိုင်ပွဲဝင်တယောက်ထဲပြိုင်ပွဲဝင်လို့ရတယ်ဆိုလဲဝင်ဒါမှမဟုတ်လို့ရှင်လို့ရှင်ရင်တယောက်ထဲပြိုင်ပွဲဝင်လို့မရဘူးဆိုရင်ဖျော်ပြေးအနေနဲ့သာသူတို့ရိမ့်နေနားတဲ့အချိန်ကိုကအဲ့လိုဆိုပြီးဘဘပဲအဲ့အဲ့ခေတော်ဘဘကိုကျွန်မ၃တောင်ဒီကခရော့ခဲ့ရဟုတ်အဲ့တော့ကျွန်မအော် နအမဆုံးမဆိုးသွားတော့လေဟာသကဝါတေလီတို့ကမှာပဲဆိုတော့အဲအဲ့ဒါကအစတော့ဘဘရေးပြီးတော့ဒီဟာကကိုတယောက်သေးပေါ့နော်အဖွဲစီးနေသွားတာကိုအဖွဲစီးနေသွားအလှပြရင်ရင်းနေကြောက်ရောင်းမျိုးနဲ့တမျိုးနဲ့လုံးအကာအကလေသွားတာဟုတ်တော့ကကြအဲ့ဒီတုန်းကတော့သကဝါဒေလီတို့ကမှာပဲလို့ဆိုပိုင်ခွင့်မရှိခဲ့ဘူးပေါ့နော်သကဝါပြူတို့ကမှာပဲပဲဆိုခဲ့တာဟုတ်တယ်ဒါပေမဲ့လာမင်းတရားလေးကိုကျွန်မရောက်တော့ တကြံကတစ်နှစ်မှာတစ်ခါပဲကြပေမဲ့သကဝါဒေးလီမီရဲ့အငိမ့်မှာတကြံကတစ်နှစ်ပတ်လုံးကြခဲ့တာဒီဟော့တော့တချင်းနဲ့ပေါ့နော်ထည့်ပြီးတော့ကိုယ့်ရဲ့မှတ်တိုင်လေးတစ်ခုပဲဆိုပြီးအလိုထည့်ဆိုမှတ်တိုင်လို့ပြောတယ်မှတ်တိုင်မှတ်တန်းကတော်တော်ကြီးတာပဲ အဲနောက်မှပြန်ဆိုးတဲ့လူလည်းဒီဆင်းကတော်တော်များတယ်တော်တော်များမယ်နော်ဟုတ်ကဲ့များတယ်များတယ်ဒါပေမဲ့အော်ပေါ်တော့ဆရာကကျမကိုစပြီးတော့ရေးပေးတဲ့သချင်းဖြစ်တဲ့အတွက်နောက်ပြီးကျမအကလည်းပါတာဖြစ်တဲ့အတွက်ဆရာကျမကိုအိုင်တင်အမူအရအစတင်ပေးတာပေါ့အဲ့ဒါကြောင့်မို့ကျမနဲ့ကပို့ပြီးတော့အတန်ထွက်ကြတော့လေဟိုရိုးရိုးဆိုမဲ့ဆိုရင်ဟောဟောဟောတော့ ဗျံကနေဆိုဆိုဒါပေါ့တာလေလူတယောက်ကနေကို့ရေးပက်လိုက်တာလေရေးပက်လိုက်တော့လန့်နဲ့အတန်နဲ့လန့်နဲ့မျက်နာနဲ့ပေါ့နောက်ပြတော့လှမ်းပြီးပက်လိုက်တယ်မှာဟော့တော့ဆိုတာအဲ့အတန်ပေါ့အဲ့လိုပြောတဲ့အချိန်ကျမနဲ့ကြတော့ပြိသက်တွေကလည်းအားလုံးကပြောတယ်ဒီဟော့တော့တချင်ကသကောကဒေလီမြင့်နဲ့လိုက်ဆုံးပဲဟော့ဟော့ဟော့တော့ဗျံကနေဆို ိုက်တာရှင်လောင်းလိုက်တာပက်လိုက်တာရှင်ရေရွှဲကုန်ပြီရှင်ရေရွှဲကုန်ပြီရှင်ရေရွှဲကုန်ပြီလို့ချမ်းလိုက်တာတဲ့ကိုတုံညောရှင်ကျမနေလာလေလေးစားလိုက်နဲ့ဆက်တယ်မပုံပြလို့ရရင်ပြလာပါလားအာဟဲ့ကျမကမန်လေးတောင်ရှိပဲလေမန်လေးတောင်ရှိပဲမဲခင်ကုန်ကြေးရွာမဲခင်ကုန်ကြေးရွာမှာနေတယ် ဖုန်းနံပါတ်ကဆက်သွယ်ခြင်းတော့၄၁၉၄၁၄တော့